မင်္ဂလာပါခင်ဗျာဆရာရဲမြလွင်ဂျပန်ဘာသာမှတိုက်ရိုက်ပြန်ဆိုတဲ့ဘောကြံဝိတ္ထုအခန်း၈ကိုတင်ဆက်ပေးလိုက်ပါတယ်အင်းကြီးနီအတင်းခေါ်လို့ငားများလိုက်သွားပြီးပြန်လာကလေးကကျုပ်ဖြူကောင်းအပေါ်ကိုတန်လျာဝင်လာခဲ့မိတယ်ဒီကြားထဲမှာသူကကျုပ်ကိုအိမ်ကချက်ချင်းထွက်သွားဖို့တောင်းဆိုလာပြန်တော့ကျုပ်သူ့ကိုလူယုံမှတယောက်ဖြစ် ပိုပြီးမြင်မိတော့တာပေါ့ ဒါပေမဲ့အစည်းအဝေးကြတော့မမျော်လင့်ပဲကျုပ်ကိုစော်ကားခဲ့တဲ့ចောင်းသားတွေကိုကြီးလေးတဲ့အပြစ်ပေးဖို့သူပဲထပြီး တိုက်တွန်းမြန်တဲ့အတော်ထူးဆန်းတဲ့လူပဲရွှေဖြုံဤကိစ္စမှာအင်းညင်ဒီကို သူသွားပြီးကန့်ကွက်တယ်ကျုပ်လက်ခုပ်လက်ဝါးတီးပြီးជីကျူးဩဘာပေးခြင်းစိတ်ပေါက်သွားရပြန်တယ်ဒီအချိန်နေအားလုံးကိုခြုံပြီးစဉ်းစားကြည့်တော့တကယ်လူယုံမာဟာ ချူကောင်မဟုတ်ပဲအင်းညင်နီဖြစ်နေတာကိုတွေ့ရတယ်။အင်းညင်နီဟာတွေ့ဝိုက်တဲ့နီးနဲ့မဟုတ်ကိုအဟုတ်လို့ဂုံးချော့ခဲ့တာပဲ။ကျုပ်အနေနဲ့နဝေးတိန်တောင် ဖြစ်ခဲ့ရတယ်။သူနဲ့မက်ဒေါနာတို့မြစ်ကမ်းပါးမှာရှင်ပြီးလမ်းလျှောက်နေတာကို တွေ့ရကလေးကကျောက်ဟာအင်းညင်နီကိုရုပ်မာတဲ့မြေခွေးအိုကြီးတကောင်လို့သာတတ်မှတ်ယုံကြည်လာခဲ့တော့တယ်။သူဟာဇလန်းတဲ့ကဘီလိန်ဟုတ်မဟုတ်မသေးကြပါပဲ။ မကောင်းတာတော့သိကြတယ်။ရှစ်တမျိုး၊ကွဲရတမျိုးလောက်တက်တဲ့လူစားမျိုးဖြစ်တယ်။လူဆိုတာဟာဝလုံးလို့တစ်ဖြောင်းနဲ့မဟုတ်ရင်တိတ်ပြီးယုံစားလို့မကောင်းဘူး။အင်းကြီးနီလိုလူမျိုးဟာစကားကို ချိုချိုပြောသူတစ်ပါးကိုကျင်နာတနာဟန်ပြပြီးပြင်းအောင်စေးတန်ကြီးနဲ့ဂိုက်ထုတ်နေတတ်တယ်။ဒီလိုလူမျိုးကိုပို့ပြီးတတိထားရမယ်။ သူလိုလူမျိုးနဲ့ရံဖြစ်နိုင်ဖို့မလွယ်ဘူးရံဖြစ်တဲ့သားအေအော်အင်ဖျားเจ้าမှာတပန်းလုံးရတာလောက်တောင် အရသာတွေ့မှာမဟုတ်ဘူးဒီလိုတွေ့မိပြန်တော့ဆရာများ နားနေကန်းထဲမှာပတ်စံကလေးတစ်စင်ွယ်လောက်အတွက်အော်ကြီးဟစ်ကြရံဖြစ်ခဲ့ရတာမှတဘာဝကြအောင်မယ် အဲ့ဒီနောက်အစည်းအဝေးမှာဖြူကောင်ကကျုပ်ကိုအတိတ်ပဲပါတဲ့မျက်လုံးတွေနဲ့ကြည့်ကြတာကိုသဘောမကျပေမဲ့အင်းညင်နီလေပေါ်တာထက်တော့အများကြီးတာနေသေးတယ်။အစည်းအဝေးပြီးတဲ့အခါမှာဖြူကောင်နဲ့ပြန်ပြီးတင့်မြတ်အောင်ကျုပ်ကပဲစပြီးစကားတခွန်းနှခွန်းပြောကြည့်သေးတယ်။သူကကျုပ်ကိုသဘောလောက်တောင်ပြန်ပြောဖို့မရတဲ့အတွက်ကျုပ်လည်းဒေါပွားပြီးဆက်မခေါ်တော့ဘူး။ အဲ့ဒီနောက်မှာဖြူကောင်ဟာကျုပ်ကိုစကားလုံးဝမပြောတော့ဘူးတခါက "तू မယူပဲ"ပြန်ပစ်ပေးခဲ့တဲ့ပက်ဆန်တဆင့်ခွဲဟာလဲခုတတိဇပွဲပေါ်မှာရှိတော့မယ်ဖုံတွေတောင်တင်းနေပြီကျုပ်ကလည်းဒီပက်ဆန်ကို လုံးဝမလိုချင်တော့ဘူးဖြူကောင်ကလည်းလက်ဖြားနဲ့တော့မတို့ဘူးအမှန်တော့ဒီပက်ဆန်တဆင့်ခွဲဟာ तू နဲ့ကျုပ်ရဲ့ကြားမှာမဟာဒရိုင်းလိုခြားထားတာပဲ ဒီပက်ဆန်ညောင်ကျုပ်ကစကားဆပြောခြင်းပေမဲ့မပြောဝင်ဘူးဖြူကောင်ကလည်းဒီအတိုင်းပဲနှုတ်ဆက်နေခဲ့တယ်အမှန်တော့ဒီပက်ဆန်တွေကကျုပ်တို့နှစ်ယောက်ရဲ့ချစ်ကြည်ရေးကိုဖျက်ဆီးနေကြတာပဲနောက်ဆုံးတော့ကျုပ်ဟာအကြောင်းကိုရောက်တိုင်းဒီပက်ဆန်တွေကိုမြင်ရတဲ့အခါစိတ်မချမ်းမသာဖြစ်နေရတော့တယ်ကျုပ်နဲ့ဖြူကောင်အခုလိုစကားမပြောဘဲနေကြပေမဲ့ အင်းကြီးနေနဲ့ကတော့အရင်အတိုင်းပဲခေါ်ပြောဆက်ဆံနေကြတယ်။နောဇန်ရီမြစ်ကမ်းပါးမှာတွေ့ခဲ့ပြီးတဲ့နောက်တနေ့ကျတော့เจ้าကိုရောက်ရောက်ချင်းသူကြုတ်ဘေးမှာလာထိုင်ပြီးအခုပြောင်းနေတဲ့အိမ်ကအစဉ်ပြေရဲ့လားနောက်တစ်ခါရုရှားစာရေးဆရာကြီးဂေါဂီတွေတွားမများဘူးလားအစသဖြင့်မေးမြန်းပြီးအလာဘတ်တလာဘတ်စကားတွေပြောနေတော့တယ်ကြုတ်လဲစိတ်ကတိကအော့ဖြစ်လာတော့တယ် မနေ့ကဆရာကိုနှစ်ခါတောင်တွေ့ခဲ့ရတယ်နော်လို့ပြောလိုက်မိတယ်။သူက"အော်အော်ဟုတ်သားပဲမနေ့ကဘူတာယုံမှာတွေ့ကြတာ။မောင်ရင်တက်ကအဲ့ဒီနေရာမှာတွေ့နေကြကိုမနေ့ကတော့နည်းနည်းနောက်ကျသွားတယ်နော်လို့ဆိုတယ်။ဒါနဲ့ကျုပ်ကကျွန်တော်ဆရာကိုနော်ဇန်ရီမြစ်ကမ်းပါးမှာတစ်ခါထပ်တွေ့သေးတယ်လေလို့ပြောင်းဖွင့်ပြောလိုက်တော့ ဟင်းကျောက်အဲ့ဒီနေရာကိုမသွားပါဘူးရေချိုးပြီးတာနဲ့အိမ်ကိုတန်းပြန်လာခဲ့တာပါလို့ဖြေတယ်အမှန်တော့ तू ဒီလိုကွယ်ဝှက်နေစရာမလိုပါဘူးပက်ပင်းတွေ့ခဲ့တာပဲတော်တော်လိန်တဲ့လူဒီလိုလူကတော့ကျောင်းမှဒုတိယကျောင်းအုပ်ဖြစ်ခဲ့သေးရင်ကျောက်လူကောင်မျိုးကတက်သူမှဗာမောက်ခကျောက်လောက်ဖြစ်တဲ့နယ်အဲ့ဒီအချိန်ကစပြီးကျောက်အင်းညင်ကြီးကိုမယုံတော့ဘူး ကိုမယုံနဲ့လူနဲ့စကားသမီးပြောနေရပြီးကျုပ်ချီးမွမ်းတိုက်တဲ့ဖြူကောင်နဲ့ကြတော့လုံးဝစကားမပြောကြတော့ဘူးလောကကြီးကအတော်ဆန်းတာပဲတနေ့မှအင်ဂျင်နီကမောင်ရင်ကိုစကားပြောစရာရှိလို့အိမ်ကိုလာခဲ့ပါလားလို့ခေါ်တဲ့အတွက်ထူတော့ထူတာပဲလို့အောက်မိတ်ပြီးရေဘူးဆန်းကိုမတော်ပဲသူ့အိမ်ဘက်ကို၄နာရီလောက်ထွက်ခဲ့တယ် သူကရှေးကလေးကအင်ကြီးကြီးတဆောင်ကိုငှားထားပြီးအဲကန်းကိုလည်းခန်းကန်းနာနာပြင်ထားတယ်အင်ငါးကကငါးရန်းနဲ့စစ်90လောက်ကြတယ်လို့ဆိုတယ်တော်ရွာဆိုတော့ဒီလောက်ပတ်စံနဲ့ဒီလိုခန်းကန်းနာနာနေနိုင်မယ်ဆိုရင်ကျောက်တောင်တအိမ်လောက်ငှားပြီးဒိုဂျိုမှာကြံရစ်ခဲ့တဲ့ကီယော်ကိုတွားခေါ်ကအတူနေကျင်တဲ့စိတ်တွေပေါက်လာမိတယ်အင်ရှင်တို့အင်ရှင်တို့လို့ လှမ်းခေါ်လိုက်တော့သူ့ညီထွက်လာတယ်။ကျောက်ကသူ့ကိုအက်ခရာတင်ချာတင်ပေးရတယ်။ဒီကောင်ကလူညံ့ပဲ။အရက်ဒေသအမျိုးမျိုးကို ပြောင်းရွှေ့နေရလို့လားမပြောရဘူးဒီရက်ကကလေးတွေထက်ပိုပြီးဆိုးတယ်။အင်ဂျင်နီကိုတွေ့တော့ဆေးကြီးစော်နန်နဲ့ဆေးရန်ကြီးကိုဖွာရင်းမောင်ရင်ရောက်ကလေးကကြောင်းဟာအရင်ကတည်းကပို့ပြီးအောင်ချက်ကောင်းလာလို့ เจ้าอကြီးကတို့တော့လူကောင်းရတာပဲဆိုပြီးအတော်ပြောနေတယ်ကွ။เจ้าကလည်းမောင်ရင်ကိုအတော်ကြီးအားကိုးနေလေတော့တိတဲ့ပူပြီးစူးစားစေခြင်းနဲ့အလိုဟုတ်ရဲ့လားစူးစားပါလို့ပြောတာမှန်ပေမဲ့ကျွန်တော်တိတဲ့ပူပြီးမစူးစားနိုင်တော့ဘူးဒီတိုင်းစူးစားသွားလည်းဖြစ်ပါတယ်စောစောကပြောခဲ့တာလေးကိုပဲမမေ့ဖို့ပါပဲ။ ကျွန်တော်အတွက်အိမ်ရှာပေးတဲ့လူဟာမကောင်းဘူးဆိုတဲ့စကားလားမောင်ရင်ဒီလောက်ပြောင်းပြောဖို့မကောင်းဘူးထားတော့လေမောင်ရင်ကအရေးပြရင်အကောင်းထင်နိုင်တဲ့လူဆိုတော့ချက်ချင်းသဘောပေါက်လွယ်တာပေါ့အခုအချိန်ဒီတိုင်းသာကျောင်းကချမှတ်ထားတဲ့စီကန်းတွေကိုလေးလေးစားစားလိုက်နာပြီးစူးစမ်းသွားမယ်ဆိုရင်မကြခင်မောင်ရင်အတွက်ငွေရေးကြေးရေးအကျိုးထူးလာနိုင်တယ် အလို့ကျွန်တော်လဆာကိုလာကျွန်တော်လဆာအတွက်တော့ကိစ္စမရှိပါဘူးဒါပေမဲ့တိုးပေးမယ်ဆိုရင်တော့လေကောင်းပါတယ်လေဒီလိုကွယ်ကံကောင်းရင်တော့ကျုပ်တို့เจ้าကဆရာတယောက် ပြောင်းသွားဖို့ရှိတယ်ဆရာကြီးကိုအကျိုးအကြောင်းပြောမပြရသေးပေမဲ့ပြောင်းသွားမဲ့လူရဲ့လဆာတွေကတချို့တဝက်ယူပြီးတိုးပေးဖို့ကျုပ်เจ้าအုပ်ကြီးနဲ့ဆွေးနွေးရမလားလို့စဉ်းစားနေတယ် ယေရှုပဲဗျာဒါနဲ့ဘယ်သူကပြောင်းသွားမှာလဲမကြခင်အမိတ်ထုတ်ပြန်တော့မှမို့အခုပြောလဲကိစ္စမရှိပါဘူးလေပြောင်းသွားမဲ့လူကဆရာကောကကွဲ့ကောကကဒီရွာသားမဟုတ်လားဟုတ်ပါတယ်ဒီရွာသားပါဒါပေမဲ့သူ့ဆန္ဒလဲတဝက်ပါတယ်ဘယ်ကိုပြောင်းရမှာလဲဟီယူကပြည်နယ်က နော်ဆာဩကာမြို့ကိုပေါ့အဲ့ဒီနေရာကဝေးရာမှန်ပေမဲ့လာဇာတိုးပြီးရမှာပို့ပြောင်းရမှာလာမဲ့လူကိုလည်းရွေးထားလောက်ပြီးလူသစ်လာတာနဲ့မောင်ရင်လာဇာတိုးမှာပဲကျေးဇူးပါပဲဒါပေမဲ့မဖြစ်နိုင်တာကိုတော့အတင်းမလုပ်ပါနဲ့ဗျာကျွန်တော်အတွက်ကိစ္စမရှိပါဘူးရပါတယ်ဒီကိစ္စကိုကျုပ်ចောင်းအုပ်ကြီးကိုတိုက်တွန်းရင်ဖြစ်ပါတယ် လာစာတိုးပြီးတဲ့အခါမှာသူကမောင်ရင့်ကိုတာဝန်ပို့ပေးရင်မငင်းနဲ့အခုကတည်းကပြင်ဆင်ထားပြီတော့အခုတည်းပို့ပြီးအချိန်များများတင်ဖို့ပြောတာလားဒီတဲ့အချိန်နဲ့ပြီးအလုတ်ပို့လောက်ရမယ်ဆိုတော့မဆမ်းမှုလားစမ်းတော့စမ်းတာပေါ့လေခုတော့ဘယ်တိတိကျကျတည်အောင်မှာလဲဒီလိုကွာမောင်ရင်အခုတည်းတာဝန်ကြီးတဲ့ယာဒူးကိုရမှာပေါ့ ကျုပ်ဖို့ပိုးပြီးခေါင်းရှုပ်เสียဖြစ်လာတော့တယ်ခုထက်ယာလူကြီးတာဆိုရင်တင်းချာဌာနမှုလုပ်ဖို့ပဲရှိတော့မယ်အခုဌာနမှုက ဖြူကောင်းမယ်ဒီလူကတော်တော်နဲ့ပင်စင်ယူမဲ့လူမျိုးမဟုတ်တဲ့အပြင်ចောင်းသားတွေကသူ့ကို အတော်သဘောကျနေလေတော့ဖြူကောင်းကိုចောင်းထုတ်ဖို့ဒါမှမဟုတ်ပြောင်းပြစ်ဖို့ဆိုတာကလဲတင်းတော်တဲ့အလုံးမဟုတ်ဘူးအင်းကြီးနေရဲ့စကားကဘယ်တော့မှလူရင်းကိုမရောက်ဘူး ဒီလိုနဲ့ပဲသူ့စကားဆုံးသွားတော့တယ်အဲ့ဒီနောက်မကြခင်ရွှေဖျုံသည့်အတွက်ဂုံပြုတ်ပွဲကျင်းပမှာဖြစ်တဲ့အကြောင်းသူဟာအတော်တည်ငြိမ်ပြီးချစ်စရာကောင်းတဲ့လူဖြစ်ကြောင်းပြောနေပြီးကျုပ်ကိုဂုံပြုတ်ပွဲမှာအရက်တိတ်မတော့ဖို့လဲမာတယ်ပြောစရာစကားဂုံတော့ဥတီချက်ပြောင်းသွားပြီးမောင်ရင်ဟိုက်ကုကပြာဆတ်တက်သလားလို့မေးပြန်တယ်အတော်စကားများတဲ့လူပဲလို့အောက်မေ့ပြီး ကျွန်တော်ဘာကဗျာမှမဆက်ပါဘူးပြန်တော့မယ်ဗျာလို့ပြောပြီးထွက်လာခဲ့ရတယ်ဟက်ကူဆိုတဲ့ကဗျာမျိုးကဘရှောတို့လိုအချိန်ဘူးအများကြီးရှိတဲ့အပျော်တန်းသမားတွေရဲ့အလုံးမဟုတ်လားတင်ချာစီယာတယောက်ကဘယ်လိုလုပ်ပြီးရေပုံးကျိုးမှာတွေ့တက်တဲ့ကစွန်းနယ်ကလေးရဲ့ဆိုတဲ့စကားကိုနားလည်မာတယ်လေဗျာကျောက်အိမ်ပြန်ရောက်တော့လေးလေးနက်နက်တွေးတော့နေမိတယ် လောကကြီးမှာအတော်ဒုစတဲ့လူတွေရှိတာပဲအိမ်လဲရှိတဲ့เจ้าကလည်းမဝေးဘူးဒါကိုမကျေနပ်ဘူးလို့ဆိုပြီးအဝေးကိုပြောင်းသွားဖို့ကြံစီတယ်တဲ့ဆိုပါတော့သူသွားမဲ့နေရာကတိုချိုမျိုးလိုကမ်းလှမ်းတွေရထားလမ်းတွေနဲ့စီစီကားကားဆိုတော်သေးရဲ့သူသွားမဲ့ဟိယူကပြည်နယ်ကနော်ဆဲအိုကာကဒီလိုမဟုတ်ဘူးရေလန်းခီးအစင်ပြေတဲ့ ဒီလိုနေရာမျိုးမှာတော့ကျုပ်အနေနဲ့တလအတွင်းမှာပဲပြန်ပြောင်းကျင်တဲ့စိတ်ပေါက်နေပြီ။နော်ဆဲဥကာဆိုတာက တောင်တွေ တောတွေထူတတ်တဲ့နေရာလို့သိရတယ်။အင်ဂျင်နီပြောပြချက်အရဆိုရင်တင်းမောနဲ့ပထမသွားရတယ်။တင်းမောကဆင်းတော့မြင်းလက်တနေကုန်စီးရအောင်မယ်။ဒါမှမီယာဆာကီကိုရောက်မယ်။အဲ့ဒီကနေလန်ချားတနေကုန်စီးမှရောက်တယ်လို့ပြောတာ။ နာမည်ကိုကြားကြတဲ့ကဘလို့မှယဉ်ကျေးတဲ့နေရာမျိုးတော့မဖြစ်နိုင်ဘူးလူတဝက်မြောက်တဝက်နေတဲ့ပြစ်စံတဲ့အရာမျိုးပဲဖြစ်ရမယ်ရွှေဖြုံနီးကယသိယဟန်လိုတည်ငြိမ်တဲ့လူမျိုးဖြစ်ပေမဲ့မြောက်တွင်နဲ့ဘလို့ဆက်ဆံလို့ရမှာလဲကျုပ်ဒီလိုစဉ်းစားနေတော့အဖွားကညံ့နေစာယူလာတယ်ဒီနေ့လဲထုံးစံအတိုင်းကစုံဥပဲလားလို့အဖွားကိုမေးတော့ ဒီနေ့တော့ကစွန်းဦးမဟုတ်ပါဘူးပဲပြားဟင်းပါတဲ့တိတ်တော့မထူးလာဘူးလေအဖွားရေဆရာကောကတယောက်ဒီယူကပြည်နယ်ကိုပြောင်းတော့မလို့တဲ့ဟုတ်ပါရဲ့ကွအတော့ကိုတနာစရာကောင်းတယ်သူ့သဘောနဲ့သူပြောင်းတာဆိုတော့တနာနေလို့လဲအเจ้าမထူးဘူးပေါ့အဖွားရေ သူ့သဘောနဲ့ဆရာကြီးကိုသွားပြောဆိုပဲမဟုတ်လားအဖွားရဲ့အိုးဒါဆိုရင်ဆရာလေးကြားတာက အများကြီးမှားနေပြီခုလေးတင်အင်ဂျင်နီပြောလိုက်လို့သိရတာပဲဒါဆိုရင်ဒီလူညာတာပဲဟုတ်တယ်ဒါတက်တက်လိမ့်တာပဲဆရာလေးပဲစဉ်းစားကြည့်လေကောဂါက "तू ပြောင်းကျင်ပါတယ်"လို့စပြောပါမလားပြီးတော့ "तू မပြောင်းကျင်ပါဘူး"လို့လဲပြောမယ်လူလား ဟုတ်ပါပြီဖွားပြောတာတွေအားလုံးမှန်တယ်ပဲထားဒီကဘာကြီးမှာဘာတွေဘလို့ဖြစ်နေပြီဆိုတာကို ကျွန်တော်နားရှင်းသွားအောင်ပြောပြပါအောင်ဖွားရဲ့ကောဂါရဲ့အမေအခုမနေ့ကပဲလာပြီးအဲ့ဒီအကြောင်းတွေပြောသွားတယ်ဘာတွေပြောသွားတာလဲဖွားရဲ့ကောဂါရဲ့ဖခင်ကြီးဆုံးသွားပြီးတဲ့နောက်မှာသူတို့မိသားစုဟာအများထင်သလိုမချောင်လဲကြရှာဘူး တနေ့တော့သူ့မိခင်ကြီးကကျောင်းအုပ်ကြီးစီကိုသွားပြီးသူ့သားကျောင်းဆရာလောက်တာလေးနှစ်တောင်ကြာသွားခဲ့ပြီမို့လဆာလေးနည်းနည်းပါးပါးတိုးပေးဖို့တောင်းပန်တယ်ဆိုပဲအော်အော်ကျောင်းအုပ်ကြီးကလည်းစဉ်းစားပါမယ်လို့အမေကြီးကိုချွေးသိမ့်လိုက်ပေမဲ့တလားပြီးတလားသာကြာသွားတယ်တပြားမှတိုးမလာဘူးတဲ့တနေ့တော့ကျောင်းအုပ်ကြီးကကောဂါရဲ့မိခင်ကြီးကိုခေါ်ပြီး ကျောင်းမှာလဲငွေရေးကြေးရေးကမပြေလည်တဲ့အတွက်မတိုးပေးနိုင်တဲ့အကြောင်းဒါပေမဲ့နော်ဆဲဥကာမာတော့အခုလက်စားထက်ငားရမ်းပိုတဲ့အလုပ်တစ်ခုလစ်လက်နေတဲ့အကြောင်းပြောပြီးကောကာကိုအဲ့ဒီအကြောင်းကိုပြောင်းခိုင်းမှုအကြံပေးတဲ့ဒါဆိုရင်အကြောင်းကြီးကပြေလည်အောင်ဆွေးနွေးတာမှမဟုတ်ပဲဒါတက်တက်တစ်ဖက်သက်အမိန်ထုတ်တာပဲပေါ့ ဒါဘောကောကအဖို့တခြားအရက်သွားပြီးလာစာတိုးတာထက်အရင်တိုင်းနေတာကမှပိုကောင်းအောင်မယ်သူ့မှာအိမ်လဲရှိတယ်အမေအိုကြီးကိုလည်းလှုပ်ကြွေးရအောင်မယ်လို့ဆရာကြီးကိုတောင်းပန်တော့ဆရာအစ်စ်ခန့်ပြီးပြီမို့သူလဲမတနိုင်တော့တဲ့အကြောင်းပြောတဲ့ဟာတဖက်သားကိုအတော်အယူလှုပ်ချင်တဲ့လူတွေပဲဒါဆိုရင်ကောကရဲ့သဘောမပါပဲသူတို့အတင်းပြောင်းကြတာပဲပေါ့ အတော်ဆိုးတဲ့လူတွေငွေကလေး900လောက်တိုးတာနဲ့တော်တဲ့တောင်တွေသွားပြီးမြောက်တွေနဲ့ပေါင်းတင်ရမယ့်အလုပ်ကိုလုပ်မဲ့လူယူရှိပါမလားလူယူမဟုတ်ပါဘူးဆရာလေးရဲ့ထားပါတော့လေဒါနဲ့အင်ဂျီနီတို့အကြံပဲဖြစ်ရမယ်တော်တော်မကောင်းတဲ့လူတွေဒါဟာအငိုက်မှအထိုးခံရတာနဲ့အတူတူပဲဒါကိုပဲကျွန်တော်ကိုလာစားဒိုးပေးအောင်မယ်တဲ့တော်တော်မတရားတဲ့လူတွေ သင်တို့လှုပ်ခြင်းတိုင်းလှုပ်လို့ဘယ်ရမလဲဆရာလေးကလာစားတိုးတော့မယ်ဟုတ်လားဆရာလေးဟုတ်တယ်အခု မတိုးပေးပါနဲ့လို့သွားညင်းရမယ်ဘာဖြစ်လို့သွားညင်းနေမှာလဲဆရာရဲ့ဘာဖြစ်ဖြစ်ပေါ့ဒီအင်းကြီးနေဟာလူမိုက်ပဲတရွေးဘောကြောင်တဲ့လူပဲအဖွားရဲ့သူ့ဘာသာသူဘာပဲဖြစ်ဖြစ်ပေါ့ဆရာရဲ့ ကိုကိုလက်စားတိုးပေးမဲ့လူဆိုတော့ကောင်းကောင်းမွန်မွန်ဆက်ဆံရမှာပေါ့အသက်အရွယ်ငယ်ရုံးဆိုတော့ဗာလေးဖြစ်လိုက်ဖြစ်လိုက်ထစ်ခနဲဆိုရင်ဒေါသထွက်တတ်ကြတာကြီးပါပဲအသက်ကလေးရလာတော့မှခေါင်းအေးအေးစဉ်းစားတတ်တာမဟုတ်လားအဲ့ဒီခါကျမှငါတော့ဘွားမိတာမားလိရင်ဆိုပြီးနောင်တရတတ်တယ်အဖွားရဲ့စကားကိုနားထောင်ပြီးသူတို့ပေးတဲ့လက်စားကိုသာညင်ယူလိုက်စမ်းပါသူ့ကိုလည်းကျေးဇူးတင်လိုက်စမ်းပါ လူအောက်ကျုပ်လို့လူမပြီးပါဘူးကွယ်အဖွားကအသက်ကြီးပါပြီအဖွားရဲ့ကျွန်တော်လဆာကိုကျွန်တော်ဘာသာနှိမ့်နှိမ့်မြင့်မြင့်အသာနေစမ်းပါအဖွားလည်းဘာမှအဆက်မပြောတော့ပဲအသာကလေးအပြင်ထွက်သွားရှာတယ်အဖိုးကတော့အတန်မြဲကြီးနဲ့ဓမ္မတချင်းတွေကိုဟစ်နေလေရဲ့ဖတ်လိုက်ရင်နားလည်နိုင်တဲ့စာပိုက်တစ်ခုကိုအတန်နေအတန်သားတွေထည့်ပြီးရွတ်ဆိုလိုက်တော့ ဘာဆိုလို့ဆိုမှမသိတော့ဘူးပေါ့ဒါဟာတချင်းရဲ့အမှုပညာပဲထင်ပါရဲ့ညတိုင်းညတိုင်းဘာတွေမှန်းလဲမသိဘူးဆိုနေလိုက်တာဒီဖိုးကြီးမှုမမောတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီတချင်းတွေအကြောင်းကို တွေးနေဖို့အကျုံမှအချိန်မရှိပါဘူးလေအမှန်တော့အကျုပ်ကလဆာတိုးဖို့စိတ်မကူးပါဘူးတိုးမယ်ဆိုရင်လဲအပေါ်ရှန်လေး300ရာပေါ်ဆိုပြီးငြိမ်နေခဲ့မိတယ် အခုလိုတစ်ဖက်သားရဲ့ဆန္ဒမပါပဲအတင်းနှင်ထုတ်ပြီးမှသွားလေသူရဲ့လစာတွေကခွဲဝေယူရမယ့်အလုပ်မျိုးကတော့လူမဆန်ဘူး။ဘာကြောင့်များအင်းညင်ညီတို့လူစုဟာကောဂါကိုအဝေးနှင်ထုတ်ပြီးမှ ကျုပ်ကိုလစာတိုးပေးဖို့ကြံကြတာပါလေ။ရှေးတုန်းကဇူကဝါယမိကြီးဇာနေဆိုတဲ့ကြော်ကြားတဲ့နိုင်ငံရေးသမားကြီးတယောက်ဟာ နေနေခံရဘူးတယ်ဆိုပေမဲ့တက္ကဋ္ဌနေထက်မကြော်ခဲ့ဘူးစက္ကွန်နီယာစုလောက်ကကာဝအီမာဒါယောဆိုတဲ့လူကိုယ်တော်စာဂရနေအထိပဲနှင်းတယ်အခုဟာကလွန်လွန်းနေအင်ဂျင်ဒီစီကိုသွားပြီးသူပေးတဲ့အခွင့်ရေးကိုမငင်းရမချင်းကျုပ်မကျေနပ်နိုင်ဘူးဗျာကျုပ်ဟာအပေါ်အင်ကြီးကိုဝစ်ပြီးချက်ချင်းထွက်လာခဲ့မိတယ် စင်ဝင်ကြီးရဲ့အောက်မှာရပ်ပြီးအေရှင်တို့အေရှင်တို့လို့ခေါ်တော့ခါတိုင်းလို သူညီထွက်လာပြီးဒါပဲမြည်လားဆိုတဲ့အတိတ်ပဲမျိုးနဲ့ကြည့်လိုက်တယ်ကိစ္စရှိမှတော့နှခါလာလာ သုံးခါလာလာ သူနဲ့ဗာဆိုင်လို့လေလာရမှာပဲညာကြီးမင်းကြီးမို့မနှိုးရဘူးလို့ဘယ်သူမှ မတားနိုင်ပါဘူးခုလာတာကသူ့ကိုဖားဖို့မဟုတ်ဘူးသူတိုးပေးမဲ့လာစာကိုညင်းဖို့လာတာပဲ အိမ်ထဲမှာဧည့်သည်ရောက်နေတယ်လို့သူညီကပြောတယ်ခဏလောက်ပြင်းပေါက်မှာတွေ့ရရင်တော်ပါပြီလို့ပြောတော့မှအแทးကိုပြန်ဝင်သွားတယ်လိုက်ကာကိုဖောက်ပြီးအแทးကအရိတ်တွေကိုဝိုးတို့ဝါတာ တွေ့နေရတယ်အแทးကအောင်ပြီကွာဆိုတဲ့အတန်ကိုလည်းကြားရတယ်ဧကန္နဒီဧည့်သည်ဟာဆက်ကလူပြက်ပဲဖြစ်ရမယ်လို့လဲတွေးလိုက်မိတယ် အရေးပုံစံကိုဖမ်းကြည့်တော့အဝတ်အစားကသူဝတ်တဲ့အဝတ်မျိုးဖြစ်တဲ့အပြင်အတန်ဝါကြီးနဲ့စကားပြောတတ်တာသူတယောက်ပဲရှိတယ်ခဏကြာမှအင်ဂျင်ကြီးဟာမီးအိမ်ကိုဆွဲပြီးအပြင်ထွက်လာတယ်အော်အော်မောင်ရင်ကိုကွာအထက်ဝင်ခဲ့ပါလားတခြားလူမဟုတ်ပါဘူးယိုရှိကာဝါရောက်နေတာပါလို့ပြောတယ်ကိစ္စမရှိပါဘူးဒီမှာပြောလဲဖြစ်ပါတယ်ခဏလောက်ပြောချင်လို့ပါလို့ပြောပြီး သူ့ကိုကြည့်လိုက်တော့စက်ကလူပြည့်နဲ့တောက်ထားသလားမပြောတတ်ဘူးမျက်နှာကမူးတဲ့ရုပ်ပေါက်နေပြီစောစောကကျွန်တော်လာစားတိုးဖို့ကိစ္စပါ အခုတေးသေးချာချာစဉ်းစားပြီးတော့ညင်းနေတယ်ထင်လို့လာညင်းတာပါအင်းကြီးနီဟာအတွင်းကနေကြောက်ရဲ့မျက်နှာကို ငေးကြောင်ကြည့်နေပြီးပါဇက်အဟောင်းသားဖြစ်သွားတော့တယ်လောကကြီးမှာကိုယ့်ကိုလာစားတိုးပေးတာကိုညင်းတဲ့လူဆိုတာ ရှိရဲ့လားဆိုတဲ့ယုံမားတန်တရားဝင်နေပုံရတယ်။ညင်းတယ်ပဲထားအောင်အခုဟာကခေါင်းငိမ့်ခဲတာမှမကြသေးဘူး။ချက်ချင်းလာညင်းတယ်ဆိုတော့သူ့အတွက်စမ်းနေတယ်။ဒီလိုအတွေ့အကြုံနဲ့အင်ဂျင်နီဟာဘာမှမပြောနိုင်ပဲအကြောင်သားငေးနေပုံရတယ်။အဲ့ဒီတော့ကခမည်းပြောတော့ကောဂါဟာသူ့ဆန္ဒအရပြောင်းတာဆိုဟုတ်ပါတယ်သူ့သဘောနဲ့ပြောင်းတာသိကြပါတယ် မဟုတ်ဘူး तू ဒီเจ้าမှာနေနေတာပါအရင်လဇာနဲ့ပဲကို့မွေးရဒေတာမှာနေချင်းရှာတာပါမောင်ရင်ကိုဒီလိုပဲကောကာကပြောလိုက်သလားကာယကံရှင်စီကဘာမှမကြားခဲ့ပါဘူးဒါဖြင့်ဘယ်ကကြားခဲ့တာလဲကျွန်တော်နေတဲ့အင်ရှင်အဖွားကြီးကကောကာအမေစီကကြားခဲ့ရတာလို့ပြောတယ်အင်ရှင်အဖွားကြီးကဒီလိုပဲပြောသလားဟုတ်ပါတယ် ဒီသတင်းကမဖြစ်နိုင်ပါဘူးမောင်ရင်ပြောပုံကအင်ရှန်ဘွားကြီးပြောတာကိုပဲယုံတယ်ကို့เจ้าကဒုเจ้าဟုတ်တယောက်ပြောတာကိုတော့မယုံဘူးဆိုတဲ့သဘောမျိုးရောက်မနေဘူးလားကျုပ်ဘာပြန်ပြောရမှန်းမသိတော့ဘူးဝိဇ္ဇာဘွဲရတဲ့လူများတဲစကားပြောတတ်ကြပါလားဓမင်းအိုကြီးဖွတ်ဖြစ်အောင်အငင်းတန်တတ်ပါကလားကျုပ်ဖေကကျုပ်ကိုအတော်နမောနမဲနိုင်ပြီး ဖြစ်ကြရဆန်လှုပ်တတ်တဲ့အကောင် ငထုံကအာလို့ဝေဖန်မှုတယ်ခုလက်ကြည့်လေသူ ပြောတော့သူ့ဘက်ကအမှန်ကြီးပဲကျောက်ဟာဂီနောအိမ်ကအဖွားကပြောလိုက်တာနဲ့ကောကာနဲ့သူ့အမေစီကို အသေးစိတ်မစုံစမ်းတော့ပဲချက်ချင်းထွက်လာခဲ့မိတယ်ခုတော့ကျောက်ဘာမှ ပြန်မပြောနိုင်တော့ဘူးအင်ဂျင်နီယာသူ့ရဲ့စကားပရိယေနဲ့အပိုင်တိုက်ခိုက်နေပြီအပြင်းမအားဖြင့် သူ့ကိုကြုံမလန်နိုင်ဘူးလို့ထင်ရပေမဲ့ဒီလူဟာယုံစားလို့ရတဲ့လူကောင်းမဟုတ်ဘူးလို့တော့အထင်သေးထားပါတယ်။ကြုံနေတဲ့အင်ကအဖွားဟာကက်စီနဲတာက လွဲလို့လိန်ပြောတတ်တဲ့မိန်းမသားမျိုးမဟုတ်ဘူး။အင်ဂျင်တွေတို့လိုရှေ့တင်တစ်မျိုး၊ကွေရာတစ်မျိုးလိန်မပြောတတ်ဘူး။ကြုံလဲမတတ်တာတဲ့အစုံဒီလိုပြောလိုက်မိတယ်။ဆရာပြောတာမှန်ခြင်းမှန်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်လစာမတို့ခြင်းဘူး။ မောင်ရင်ဟာကပြောလေကဲလေပါလားအတော့ကိုဆန်းတယ်အခုမောင်ရင်ဒီကိုလာပြီးညင်းတာအကြောင်းတစ်ခုခုတော့ရှိရမယ်ဒီအကြောင်းကိုကျင့်တ်အောင်ရှင်းပြတော့လဲဆက်ညင်းမြန်တဲ့ကျုပ်ဖြစ်နားမလည်နိုင်အောင်ပါပဲဆရာကြီးနားလေလေမလဲလေကျွန်တော်ကတော့ညင်းရမှာပါရဲ့မောင်ရင်ဒီလောက်ဖြစ်နေမှတော့ကျုပ်လည်းဆက်ပြီးမတိုက်တွန်းတော့ပါဘူးဒါပေမဲ့ ခုလိုနှစ်နာရီသုံးနာရီအတွင်းမှာစိတ်ပြောင်းလွယ်တာမျိုးဟာရှေ့လျှောက်မောင်ရင်အပေါ်ចောင်းတော်ကအထင်သေးစရာ ဖြစ်လာနိုင်တယ်ဆိုတာကိုလည်းတတိထားအောင်တော့ကျွန်တော်ကယူမဆိုင်ပါဘူးထားပါတော့လေမောင်ရင်မှတ်ထားဖို့ကလူဆိုတာမှာယုံကြည်မှုလောက်တန်ဖိုးရှိတာမရှိဘူးကွဥပမာမောင်ရင်အင်ရှင်အဖိုးကြီးက မောင်ရင်ကိုဘယ်လိုသဘောထားမလဲ အရှင်ဖိုးကြီးမဟုတ်ဘူးအရှင်ဖွားကြီးပါကဲထားပါတော့လေအဲ့ဒီအဖွားကြီးပြောတာမှန်တယ်ပဲထားအခုမောင်ရင်တိုးရမယ်လဇာကကောကအိတ်သေးကတပြားမှမပါပါဘူးသူကနော်ဆဲဦးကာကိုပြောင်းရတော့မယ်သူ့အစားလူသစ်ကရောက်လာတော့မယ်နောက်ရောက်လာမယ်လူကိုကျုပ်တို့ကကောကလောက်လဇာများများမပေးဘူးလေဒီတော့ပိုရှန်နဲ့ပတ်စံဟာမောင်ရင်အတက်ပဲပေါ့ ဒီအတွက်မောင်ရင်ကဘယ်သူ့ပေါ်မှစိတ်မကောင်းဖြစ်เสียမရှိပါဘူးလေကောဂါကလည်းသူ့ရဲ့တလန်းအတွက်သွားတာပဲအစ်စ်ဝင်လာတာပဲဒါကြောင့်မောင်ရင်လာစားတိုးမာကိုဘာလို့ညင်းနေရတာလဲအင်ကိုပြန်ပြီးတည်တည်ချာချာစဉ်းစားပါအောင်ကွာကျောက်ဟာတိတ်ပြီးညံမကောင်းလှပေမဲ့တစ်ဖက်သားခုလောက်ခိုင်ခိုင်လုံလုံအကြောင်းပြနေရင်ယုံသွားတတ်တယ်အခုညတော့ဘာကြောင့်ရမသိဘူးခါတိုင်းနဲ့မတူဘူး ကျောက်ဒီကိုဆရောက်ကလေးကအင်ဂျင်နီပြောတာကိုတခုမှလက်မခံညင်တော့ဘူးကျောက်ဟာတခါတခါတော့လဲသူကမိမ့်မလို့မိမ့်မရနိုင်လှပေမဲ့ကျင်လာတဲ့စိတ်ရှိတတ်ပါကလားလို့ထင်လာတတ်တယ်ဒါပေမဲ့ခုလိုရုံမာတဲ့အကြံစီတွေကိုမြင်လာတဲ့အခါမျိုးမှာရှေ့ကတဲ့ပုံပြီးမုန်းလာမိပြန်တယ်ဒါကြောင့်သူဘလို့ပဲပြောပြောသူ့ကျောင်းအုပ်ကြီးတယောက်အနေနဲ့ဘလောက်ပဲဟိတ်ထုတ်ထုတ်သူ့ကိုနက်နက်ကလေးမှအထင်မကြီးနိုင်ဘူး လူတယောက်ကိုအငင်းတန်ယုံနဲ့လူကောင်းတယောက်လို့မတတ်မှတ်နိုင်ဘူးတခါအငင်းမတန်ယုံနဲ့လဲလူညံ့လို့မပြောနိုင်မြန်ဘူးဒါကြောင့်အင်းဂျင်နီရဲ့စကားတွေကယာနှုံးမြေမှန်တယ်ပဲထားဆွဲဆောင်မှုရှိတယ်ပဲထားဒီချက်လေးတစ်ခုနဲ့သူ့ရဲ့အကျင့်စာရိတ္တကိုအဆုံးဖြတ်ပေးလို့မရပါဘူးလူတယောက်ရဲ့ယုံကြည်မှုကိုငွေကြေးအာဏာယုတ်တိဗေဒစရတွေနဲ့ရနိုင်စရန်ဆိုရင်လောကကြီးမှာဝိတမကုံတယ်ကြီးတွေ ပလက်အရာရှိကြီးတွေတိုက်သူကဆရာတွေအလုံးဟာယုံကြည်ကိုးစားစရာလူတွေကြီးဖြစ်လာတော့ပေမပေါ်ကျိုးလူကောင်ကဘာမှမဖြစ်တော့တဲ့အလေတန်းဒုကျောင်းအုပ်ရဲ့ပြောစကားနဲ့ကြရမှာတဲ့လားဗျာလူဆိုတာချက်ချင်းမုံညင်းတွေရဲ့ကြားမှာအသက်ရှင်တန်နေရတာပါကလားစကားညင်းခုံပြီးအသက်ရှင်နေကြတာမှ မဟုတ်ပဲ ဆရာပြောတာကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ကိုနှိုက်ကလဆာတိုးရမှာကိုမုန်းနေတဲ့အတွက်ညင်းမရစေအိမ်ပြန်စဉ်းစားလဲဒီအတိုင်းပဲအဖြေထွက်မှာပါပဲကဲသွားပါဦးမယ်ကျောက်ဒီလိုစကားဖြတ်ပြီးတဲ့နောက်မှာခြံဝကိုထွက်ခဲ့တယ်ကျောက်ရဲ့ကောင်းပေါ်မှာတော့ငကငွေနန်းကငွေကြေကလေးတွေဟာကောင်းငင်ပေါ်မှာတရားခင်းနေကြပြီ။